ဒီနေ့တော့အိမ်မှာကိုယ်တိုင်နန်းချီတုပ်လေးကိုလှူစားပါမယ် ကိုရင်စားပါဆိုတော့လက်ကနဲ့ကုံနေတာနဲ့ဒီတိုင်းလက်နဲ့ပဲနေလိုက်ပါတယ်။ကော်ဖီခင်းကားလေးလည်းငရုတ်ကောင်းလေးနဲ့တည်ထားတယ်။စားရမယ်။